အိမ်တော်ရှိတဲ့ဝင်းမွန်ရွှေကြီးကိုမတင်တော်တဲ့အပြုမှုတစ်ခုလုပ်ခဲ့လို့လူပြောများနေရဲ့အေးချမ်းမောင်ပရိသတ်များအလုံးမင်္ဂလာပါရှင့် Famous Celine News ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တရုတ်ဆောင်မင်းသားအေးချမ်းမောင်ကတော့ဝင်းမွန်ရွှေကြီးအပေါ်မှာလက်ရဲစဲရဲနိုင်တဲ့အပြုမှုလေးတစ်ခုအတွက်တော်တော်လေးလူပြောများနေရပါ။အလုံးလဲသိကြတဲ့အတိုင်းတရုတ်ဆောင်မင်းသားအေးချမ်းမောင်ဟာမကြသေးမီကမီးရုပ်ရှင်ဇာတ်ကားကြီးနဲ့အမျိုးသားဇက်ပုတ်အကယ်ဒမီစုကိုပူပူနွေးနွေးရထားတာပါ။ ဒါကြောင့်လည်းရုပ်ရှင်ဇာတ်ကားကြီးတွေဇလံတွဲတွေရိုက်ကူးဖို့အတွက်ကံလန်းမှုတွေအများအများကိုရရှိထားတာဖြစ်ပါတယ်။အထူးသဖြင့်တော့အေးချမ်းမောင်ကမိန်းကလေးပရိသတ်တွေရဲ့အသေးစွဲချစ်ကြတဲ့မင်းသားတလက်ပေါင်းအထူးသဖြင့်အေးချမ်းမောင်ကအရင်အမောင်းမြင်မှပြီးတော့ယောက်ျားပီသားတဲ့ပုံစံတွေကြောင့်စော်ရင်ကြည်တဲ့မင်းသားအဖြစ်မြမရုပ်ရှင်လောကမှာနာမည်ကြီးနေရဖြစ်ပါတယ်။ဒါပြင်တရုတ်ဆောင်မင်းသားအကယ်ဒမီအေဂျင့်မောင်ကကြာရဇက်ရုပ်ကာရက်တာကိုပိုင်နိုင်ပြီးပြင်စွာနဲ့တရုတ်ဆောင်နိုင်တာကြောင့်မြမနိုင်ငံရဲ့ထိတ်တန့်စုပါမင်းသားဖြစ်လာသူပါ။ ဒါကြောင့်မလို့အေးချမ်းမောင်ကဘယ်နေရာကိုသွားသွားဘလို့အခမ်းအနားပွဲတွေပဲတက်တန်းမိန်ကလေးပရိသတ်တွေဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။ဒါကြောင့်လေအေးချမ်းမောင်ကိုလက်ရှိချိန်မှာမြန်မာနိုင်ငံရဲ့စော်အကြီးဆုံးမင်းသားရုပ်အဖျောက်ဆုံးမင်းသားအဖြစ်သတ်မှတ်ထားကြတာဖြစ်ပါတယ်။ မင်းသားအေးချမ်းမောင်ကဒီလိုမျိုးအောင်မြင်တဲ့မင်းသားဖြစ်တာနဲ့အညီနောက်ထပ်အချက်တစ်ခုကတော့မင်းကလေးတွေနဲ့အတူတူတရုတ်ဆောင်တဲ့အခါမှာလက်ရဲဆက်ရဲနိုင်တာပါမင်းသားအေးချမ်းမောင်ကပန်းရောင်ချိန်နဲ့တရုတ်ဆောင်ရမှာရင်ဘက်ကိုခေါင်းနဲ့ထိုးပုတ်ပြီးတော့တရုတ်ဆောင်တဲ့ဇဝင်ခန်းတွေကြောင့်လူပြောများခဲ့တယ်လို့ထထထုံမင်းမြင့်မို့ခင်ဝင်းဝစားတဲ့မင်းသမီးတွေနဲ့တရုတ်ဆောင်နေရမှာလဲတော်တော်လေးကိုလက်ရဲဆက်ရဲနဲ့အဖက်ချမ်းခဲ့ပါတယ် ဒါရီကြောင့်လည်းလူပြောများနေရပါအခုကမှလည်းအေးချမ်းမောင်တရားဝင်းမုံရွှေကြီးကိုရှူတင်ရိုက်ခွဲမှာလက်ရဲဆက်ရဲနဲ့ခက်ချမ်းချမ်းအချစ်ချမ်းလို့လူပြောများနေကြတာဖြစ်ပါတယ်အေးချမ်းမောင်နဲ့ဝင်းမုံရွှေတို့ဟာတိမ်မကြီးဇာကားမှာအတွဲညီညီတရုပ်ဆောင်ခဲ့သလို အခုနတ်သမီးနတ်ခဲရုပ်တံဇလန်တွဲမှာလည်းနေတန်ညီနဲ့ချစ်ချစ်ဇက်ယုံနေရမှာအကောင်းဆုံးတရုပ်ဆောင်ချပါတယ်ဒီလိုတရုပ်ဆောင်နေစဉ်အတွင်းရှူတင်ရိုက်ခွင်းတစ်ခုမှာအေးချမ်းမောင်ကဝိမုံရွှေကြီးကိုခက်ကြမ်းကြမ်းလေးဖတ်ထည့်လိုက်ပါတယ်မိုးရီယာနေရဲ့အဆိုပါဇဝင်ခန်းထဲမှာဝိမုံရွှေကြီးကိုအေးချမ်းမောင်ကနောက်ကနေတင်ကြုံပြီးတော့အားနဲ့ဖတ်လိုက်ပါတယ် ဒီလိုမျိုးဖက်လိုက်တဲ့အပြုအမူကမသင့်တော်ဘူးလို့လူတွေကပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။အထူးသဖြင့်ဝိမုတ်ရွှေရအခုချိန်မှာအင်တောင်ရှင်အမျိုးသမီးတဦးပါဘလောက်ပဲတရုံးဆောင်နေပဲပဲပြောပြောအေးချမ်းမောင်နေနဲ့ဝိမုတ်ရွှေကိုဒီလိုမျိုးလလုစပယ်ဖတ်တာက ဒဇလီမမကောင်းမှုလို့လူတွေကပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။တချို့သောလူတွေကအေးချမ်းမောင်နေနဲ့ဝိမုံရွှေကိုဒီလိုမျိုးလက်ရဲဆက်ရဲဖတ်နေလို့မကြိုက်ကြပေမဲ့တချို့ကတော့အထူးသဖြင့်အမျိုးသမီးပြိသက်တချို့ကအေးချမ်းမောင်ဖတ်တာကိုခံကျင်နေကြပါတယ်။ဒါကြောင့်လည်းပတ်စံတွေတော့ရှိလာမယ်ဆိုရင်အေးချမ်းမောင်ကိုရုပ်ရှင်ဇာတ်ကားခေါ်ရိုက်ခိုင်းပြီးတော့အဖတ်ခံမယ်လို့ပြောနေကြပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအေးချမ်းမောင်ဖတ်တာကိုခံနေရတဲ့ဝိမုံရွှေကြီးကိုဘယ်လိုမျိုးထင်ကြပါသလဲမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပြီးသွားကြပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်